တ်တွေကလူတွေရဲ့လူလောကကိုမတမစိတ်ဝင်စားတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင် ထင်နေကြတော့လည်းပဲတတ်တွေကလူတွေနဲ့အလွန်ပတ်သက်မှုရှိတယ်ဘာဖြစ်လို့ရောဆိုတော့လူပြိမာကုသိုလ်ကောင်းမှုလုပ်ပြီးနတ်ပြည့်ရောက်သွားကြတာဆိုတော့လူလောကအရေးကိုနတ်တွေကပိုဆွေးဝင်စားတယ်လို့ပြော လူပြေကစီးပွားရှာလို့ကောင်းတယ်။ဘာပြေကလူတွေတော့ထိုင်းတို့ဒီနာသွားရှာနေကြစီးပွား။တတိကတော့လူပြေကိုစီးပွားရှာကြ။လူပြေကစီးပွားရှာလို့အောင်မြင်သွားတဲ့နတ်တွေဟာနတ်ပြေမှာဘုဒ္ဓကုကြီးပြီးတော့ချမ်းမြမ်းသာသာနေသွားကြစီးပွားရေးအောင်မြင်တဲ့ပုံကိုယ်တွေအရင်ရောက်သွား။ဒါဆက်ဆံမှုတွေရရှိတယ် တနေရာထဲမှာတပွားတယ်မြဲနေကြတာမဟုတ်ဘူးဓာတ်တွေနဲ့လူတွေနဲ့ဆက်ဆက်မှုဆိုတာအလွန်ကိုများတယ်ရသပြန်ဟောတဲ့ထုထသာရကတွေထဲမှာလည်းဓာတ်တွေအကြောင်းကိုထဲဟောတယ်ကိုရောက်တဲ့နေရာမှာတဲ့ကုသကောင်းမှုလုပ်ပြီးဓာတ်တွေကိုမေတ္တာပို့ပါအမြဝေပါ အမြဝေပါ တရားအစ်စ်နေတိုင်းနေတိုင်းမြတ်စွာဘုရားအဲ့ဒါတူတရားအစ်စ်ရောက်လာပြီဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီနတ်တွေကိုမြတ်ဝေပါတဲ့လူတွေလည်းမြတ်ဝေကြတာပဲသို့သောကိုမြတ်ဝေတာကိုသိတဲ့လူကကိုမိတ်ဆွေကြီးအနိပါပဲရှိနည်းနည်းပဲရှိနော်ကိုအမြတ်ဝေတာကိုစောင့်စားမျှော်လင့်နေတာကတော့နတ်တွေပဲ ုသကောင်းမှုလုပ်ပြီးတော့နတ်တရားဆုံးသမြောက်တယ်ဒါလူတွေကမသိဘူးနတ်နဲ့လူနဲ့ဘယ်လောက်ထိအောင်ပတ်သက်နေတုံးဆိုတော့အဲ့ဆိုပြန်လက်ထက်တုန်းကခင်ကမြေကန်းကျိမှာပါတလိဆိုတဲ့ရွာကိုမြို့ပြတီထောင်တဲ့မြို့ပြတီထောင်မှုမြေခွက်တွေချတဲ့အချိန်မှာ အဲ့မြေခွက်တွေရာတွရိုက်ပီဆိုကြတဲ့တတ္တိရားဥကုပြီတဲ့တတ္တိရင်လာပြီနေရဥတယ်တဲ့အဲလူတွေမသိဘူးဘယ်သူကသိတော့ဆိုမြတ်စွာဘုရားဒေဝဆကုနဲ့ကြီးတဲ့အခါသိတာကောင်းမေဆိုတဲ့နေရာကိုတကိုးကြည့်တဲ့နှက်ကယူထားတယ်သူစင်တာနဲ့သူပဲအဲ့တကိုးအကြီးဆုံးနှက် ရှူတဲ့နေရာကိုမျိုးပြပလန်ချတဲ့ပုဂ္ဂိုလ်တွေကဘုရင်နန်းတော်အဖြစ်ဆောက်ဖို့စိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့နေရာသည်နတ်တွေကတကူကြီးဆုံးနတ်ကယူထားတဲ့နေရာပဲဖြစ်တယ်အဲ့တော့တကူကြီးဆုံးပုဂ္ဂိုလ်နေရာကိုတကူကြီးဆုံးနတ်ကနေသူ့အစ်စ်နဲ့သူနေကြတယ်ဆိုတဲ့ပဲအဲ့ဒါပါတတိဆိုတဲ့ရွာကြီးကိုမြို့တီတုံးက မြတ်စွာဘုရားကလောကကြီးကိုကြီးလိုက်တဲ့အတိဘဆက်ခုတဲမှာဟာပါတလိမြို့ကလည်းလူတွေကတော့အကွက်ရိုက်တယ်လို့ထင်တာနတ်တွေကလည်းနေရာတွေယူထားလိုက်ကြတာပါလားဟာကြီးလိုက်တယ်တကိုးကြီးတဲ့နတ်တွေနေရာယူတဲ့နေရာပင်းစုရစာနေရာသူတဲ့အဆင့်တစ်ဆင့်နေသွားရင်ဘူးကြီးမရအဲ့တဲ့တစ်ဆင့်နေသွားရင်တထေးသေးကျွဲအဲ့တဲ့တစ်ဆင့်နေသွားတဲ့ကျတော့တမန်ရွက်တွေဖြစ်သွားသူအဆင့်လိုက် လူတွေရဲ့အဆင့်လိုက်နတ်ကလည်းပေါင်းသက်ဆက်ဒါကတော့မှန်တာပဲတထေးရက်ွက်ဆိုတထေးတွေကြီးပဲနေကြတာလေအော်သူဆင်လိုက်သူ နေကြတယ်ဆိုတာဒါတော့ဝါကြပါဝါကြချမ်းသာပြီးဆင်းမြဲတဲ့လူတွေနေရဘုံကရှိတဲ့လူတွေနေရတတ်တရားလည်းဘုံကရှိတဲ့တတ်တရားနေကြ ခေတ္တရန်ကုန်မြို့ကတင်းကြိုင်းနေတယ်မှာအိမ်နေဆောက်တာကြတော့ဘသူတွေနေကြတယ်တော့မသိဘူးနော်တင်းကြိုင်းနေရတော့မြတ်မြတ်လူနေရဌာနတွေဖြစ်ကုန်တယ်အဲတကူကြီးတဲ့နတ်ရောက်လို့ရှိရင်တော့တကူမကြီးတဲ့နတ်တွေကအလိုလိုဘေးခွာသွားကြရတာဒါသဘောပါပဲ လူမမဟုတ်ဘူးတိရစ္ဆာန်လောကလည်းဒီတိုင်းပဲတိရစ္ဆာန်လောကလည်းဒီတိုင်းပဲတကူကြီးတဲ့တက်ရောက်လာရင်တော့ခုနကအဆိုးအသွမ်းတွေပဲရောက်သွားတာမမရတခုပြောမယ်ဆိုရင်စကိုင်းမှာဘုန်းကြီးတို့ကြောင်းတောင်းလေးတနေရကအိန္ဒိယသွားရင်ကြက်သိမ်းထားတယ်ဘာကြောင့်လို့မသိဘူး အလုံးကလည်းညံနေဆိုမသွားရကြတော့ဘူးအဲ့ဒီအဲ့ဒီရောက်တဲ့ရင်စိတ်ကတမျိုးဖြစ်တယ်အဲ့ဒီနေရာကိုဗောဓိပင်နဲ့ဆိုင်လိုက်ရောအကျသိန်းထတာလည်းပျောက်သွားတယ်တော့နေဝီယူကြီးလည်းခုနအဲ့ဒီနေရာရောက်လို့စိတ်ထဲမသားမရမကြည်မလဲဆိုတာလည်းဖြစ်တော့ဒါတကယ်ပဲမြင်တော့မမြင်အောင် ြင်တော့မမြင်အောင်ဘာမှမမြင်အောင်ဒါမဲ့လို့ပြောင်းလဲမှုတွေရှိတယ်စိတ်ခံစားမှုမှာ ပြောင်းလဲမှုတွေရှိသွားတယ်အဲ့တော့စဉ်းစားပြီးတော့ကြည့်ရတာတော့မြတ်စွာဘုရားရဲ့ဗောဓိပင်စိုက်လိုက်တဲ့အခါမှာဗောဓိပင်ဆောင်တဲ့တကူကြည့်တဲ့နှက်ရောက်လာပေါ်ရဆရာလာတဲ့အခါအဆိုးအသွမ်းတွေပေးဖယ်သွားကြရှိတော့ဒါဘုဆေးကြည့်တယ် တော့တင်းကြိုက်နေမှာလည်းပဲမျိုးပြတိထောင်လိုက်လို့တကူကြည့်တဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်တော့ခုနတကူမရှိတဲ့သိုးသန်းတဲ့နှက်တွေပါတွေကပြေးရောက်သွားတာဖြစ်တို့လည်းဖြစ်နိုင်မှာဖြစ်နိုင်တော့မြတ်စွာဘုရားကိုယ်တိုင်ကပါတလိပုတ်မျိုးကြီးတည်တဲ့ခါမှာနှက်တွေနဲ့များတိုင်ပင်ပြီးတည်ထားသလားလို့ ထင်ရလောက်ပြုတ်ွက်ရွက်တည်းချထားပုံမှာလူတွေတင်နေရဥရမဟုတ်ဘဲနဲ့နတ်တွေကပါနေရဥနေတာကိုမြတ်စွာဘုရားပြန်ရတယ်။ပြင်တို့ရှာနန္ဒာကိုမိတ်တယ်။ဒီပါရလိပုတ်မျိုးကြီးကိုဘသူတွေလဲတဲနေတာဆိုသူဏိတနဲ့ဝတ္တကာရမကြည့်လို့ပါဖျား။အေတောင်ရိန္ဒာနတ်တွေနတ်တွေနဲ့တိုင်ပင်ပြီးတော့မြတ်တဲသလားလို့အောင်မရလောက်အောင် တို့မျိုးကွက်အကွက်ချစီမံထားတာဟာတန်တရားပါဝင်ပတ်သက်နေတယ်ဆိုတော့မြတ်စွာဘုရားဟောခဲ့ဘူးတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားနေရာအစ်နေပြီဆိုလို့ရှိရင်ကုသကောင်မှုလုပ်ပြီးတန်တွေကိုမြှဝေပါတဲ့အမြတ်ဝေလို့ရှိရင်တတ္တိရဲ့မေတ္တာကိုရမယ်။ဒါမှန်လေလူတော်မဖိတ်ကြွေးလိုက်လို့ရှိရင်မေတ္တာရောက်တော့တာ။ တတိဆန်ကျပိုတိတာလေလေကတ်တဲ့ခွေးတောင်ကျွေးလို့ရှိရင်လေကိုမြင်မိနဲ့တတိဆန်ကတိတယ်အဲ့တော့နတ်တွေလည်းကုလို့ဖိတ်ပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့အခါသူတို့ကျင့်တဲ့မေတ္တာရောက်တယ်သူတို့မေတ္တာရောက်လို့သူတို့ကဆောင်းလျှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းမဲ့ကြုံရတယ်မကောင်းတာမကြုံဘူးပြေစွတ်သက်စုံမကြုံတော့ဘူးလို့သူဆိုတယ် 我这辈子后悔的那一个号码。嗯